နိုင်ရီကန်ပြူဟာကုန်းကိုအေအေကဝိုင်းထားပြီး ဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေရအနည်းငယ်သာကြန့်ရှိတော်သည့်နိုင်ရီကန်ပြူဟာကုန်းကိုအာရကတပ်တော်အေအေနှင့်ပူးပေါင်းတပ်ဖွဲ့များမှဝင်းရံပိတ်ဆို့ထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနိုင်ရီကန်စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။နိုင်ရီကန်ပြူဟာကုန်းတည်ရခိုင်နှင့်မကွေးအဆက်အမ်ပရန်လန်းတွင် ရှိသောစစ်ကောင်စီ၏ပြူဟာကုန်းတပ်စခန်းတစ်ခုဖြစ်ပါတယ်။အော်ဒိုဘလ15ရဲ့အာရကတပ်တော် AAE စစ်ရေးသတင်းထုတ်ပြန်ချက်တွင် နေရီကံပြူဟာကုံစကန်းအားအပိသက်သိမ့်ပရရှိနိုင်ရင်အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုပြောဆိုထားပါသည်။ယနေ့အောက်တိုဘာလ22ရက်နေ့နေရီကံပြူဟာကုံစစ်ရေးချိန်နေကိုခိုင်မာသောစစ်ရေးသတင်းရင်းမြစ်တအုပ်ကအခုလိုပြောပါသည်။အခုထိတော့ဝိုင်းဝန်းချားတော့ပါပဲ။ထောက်ကူလန်တွေလည်းဖြတ်တောက်ထားတယ်။လက်တလောဖြည့်ဖြည့်ချင်းထိုးစစ်ဆင်နေတာမျိုးပါ။အရက်ကတက်တော်စီမာရော PDF တွေစီမာရောလက်နက်ချအလင်းဝင်လာသူထွက်ပြေးလာသူတွေတော့ရှိပါတယ်ဟုပြောပါရယ် နေရီကံပြူဟာဂုံအနီးရှိဂုံကြီးဖိုက်တာဂုံစသည့်ကကင်းစက်ခန့်များအလုံးကိုအေအေပူပေါင်းတပ်ဖွဲ့မှသိမ်းပိုက်ပြီးနောက်ပင်မပြူဟာဂုံကိုသိမ်းပိုက်ရရှိနိုင်ရေးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ထို့သောထိုးစစ်စင်တိုက်ခိုက်နေစဉ်အတွင်းနေရီကံပြူဟာဂုံပေါ်မှထွက်ပြေးနေသူများနှင့်အလင်းဝင်လာသူစုစုပေါင်းစစ်ကောင်စီတပ်သား12ဦးဖမ်းဆီးရရှိထားကြောင်းအေအေမှအော်တိုဘာလ18ရက်တွင်သတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်စစ်ရေးတရင်ရင့်မြတ်တဲ့ဦးကနေရီကံကမကွေးအတွက်ရောရက်ခိုင်အတွက်ရောအရေးပါတာကို အေအေရော PDF ရော စစ်ကောင်စီရောအားလုံးကတည်ကြတယ်ဒီကုန်းကိုရသွားပြီဆိုရင်ငဖဲမျိုးကတက်ရင်တွေကပါဆာဆက်ယုံတွေကိုဟောင်ဝစ်စာလက်နက်ကြီးတွေနဲ့လှမ်းထုလို့ရတယ်ဒါကိုစစ်ကောင်စီကတီတော့အသေးအလူလဲပြန်ခုခံနေတာဖြစ်တယ်အေအေရထိုးစစ်တွေကိုလေကြောင်းပစ်ကူရောလူအင်အားရောအဆက်မပြတ်ပို့ပေးနေတယ်ဟုပြောပါတယ် နရေကံပြူဟာကုံမချစီရည်အတွက်စစ်ကောင်စီကစစ်ကူများနဲ့လေကြောင်းပစ်ကူများအဆက်မပြတ်ပြုတ်လုပေးနေတော့လေအကောင်ဆုံးတုတ်ပြန်ခန့်စင်များနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုအေအေကပြောဆိုထားပါတယ်။နရေကံပြူဟာကုံတွင်2024ခုနှစ်ကစ၍တမခ69နဲ့စကခ79တညာအင်အားဖြင့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေသည့်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။နရေကံပြူဟာကုံမှစစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအာရကတက်တော် AA နှင့် PDF များကတိုက်တွန်းပြောဆိုထားကြပါသည်ဆလပီတန့်စိန်မှုနှင့်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုတွင်စစ်သားစစ်တပ်ဦးတေဆုံးပြီးစစ်ကြောင်းကဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်စကိုင်းတိုင်းတန့်စိန်မှုနှင့်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားစစ်တပ်ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတောင်ဝင်ကံကသတင်းဌာနကိုပြောကြားပါသည် ရမနီအော်တိုဘာလ20ရက်နေ့နက်9:30မိနစ်ခန့်အချိန်တန်ဆယ်မြို့နယ်အတောကြီးရွာမှာကံပလူမြို့နယ်ကာဘိုးပတ်တို့ပြန်လည်ဆုတ်ခွာနေသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဂျာဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစူပောင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်စစ်ခွေးဆက်တကောင်တည်တယ်လို့သိရပါသည်စစ်ခွေးဆက်တကောင်ကတော့နေရာတွင်ဖွဲ့ချင်းပြီးတည်ဆုံခဲ့ပါသည် စစ်ခွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူးကျွန်တော်တို့ရဲဘော်တွေအထီးကိုင်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖထောင်ဝင်ခံကပြောဆိုပါတယ်တန်ဆင်မြို့နယ်ပကဖတပ်ဖွဲ့ဤသတင်းထုတ်ပြန်ချက်တွင်မူဂျမနီအော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်အချိန်တန်ဆင်နဲ့အရှိချမ်းတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအစုပါစစ်ကြောင်းမှအတော်ရွာမှကာဘူးကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာလာစဉ်ကာဘူးတရာအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီး12ဦးထဏ်ရာရရှိပြီးစစ်သားများထွက်ပြေးသွားကြောင်းအလောင်းများနှင့်ထဏ်ရာရစစ်သားများကိုရှမန်နေမွန်တက်12နာရီကျော်အချိန်ကားများဖြင့်တည်ယူသွားကြောင်းသိရပါသည်တိုက်ပွဲအတွင်းမှာတော့စစ်ခွေးနဲ့ပြူခွေး9កောင်ကတော့ဖွဲ့ချင်းပြီးတည်ဆုံပါတယ်။တိုက်ပွဲဖြစ်ပြီးမိုးလဲပိုင်းလောက်မှာတော့စစ်ခွေးတွေအင်အားအများအပြားနဲ့ထပ်မံရောက်ရှိလာပြီးစစ်ခွေးအလောင်းနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုကားနယ်လာတည်သွားတယ်လို့သိရတယ်။ ကျွန်တော်တို့လက်နက်တွေတော့သိမ်းဆီးရမိတာမရှိပါဘူးဟုကန်ဆယ်မျိုးနဲ့ပကဖာမတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲအောင်တန်ဆယ်မျိုးနဲ့ပကဖာရွှေဘိုခရိုင်အမှတ်52ပြူဟာတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမျိုးနဲ့ဖြီသူကောက်ွက်ရေးအဖွဲ့ရေဦးပကဖာလက်ယုံတက်ခွဲတို့ကဖူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးကမမောင်းကတိုင်တိဖာပေါ်နေမြေပြန်ထိန်ချုံနိုင်ဖို့စစ်ကောင်စီပူးပေါင်း BGF နဲ့ DGBA တို့အင်အားထပ်ပြင်းလက်နက်ကြီးဖြင့်လမ်းကြောင်းပစ်ရှင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ KNU အမှတ်၅တပ်မဟာဖာပေါ်ခရိုင်မူကျော်ခရိုင်ကမမောင်းကတိုင်တိနေမြေတွင်ပြန်လည်ထိန်ချုံစုံမနိုင်ရန်စစ်ကောင်စီပူးပေါင်း BGF နဲ့ DGBA ပူးပေါင်းတပ်တို့သည်တပ်အင်အားအများအပြားဖြင့်ဆက်လက်ပို့ဆောင်နေတယ်လို့ KNL သတင်းရင်းမြစ်မှသတင်းဌာနကပြောပါတယ်။ ်အခုစစ်ကောင်စီဖူပေါင်းတပ်ဘက်ကရှေ့ဆက်တို့ကိုတပ်အင်အားအများပြပို့ဆောင်ဖြစ်တင်းနေတယ်။အရင်ကတစ်ချိန်တိုးလာပြီးဝါရုအထက်မှာတိုက်ခိုက်ခံရပြီးအထိနာလို့ဝါရုမှာပြန်ဆုပ်ပြီးအထိုင်ပြန်ချတဲ့ဟုအဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။လက်ရှိတပ်အင်အားကိုဝါကော်ကျင်းကျွန်းတော်တရာဦးနဲ့ဝါရုဒေသတွေမှာအင်အားထပ်ဖြည့်ထားတယ်။စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းဖြစ်တင်းပါဝင်တဲ့အဖွဲ့ကတော့ကျွန်းတော်အခြေဆိုင်အမှတ်1014 BGF4 မောင်ချစ်ဦးဆောင်ဖွင့် အမှတ်1033ဘူလာကြိုင်လက်အောက်ခံတပ်ဖွဲ့နှင့်ဘိုဘီဦးဆောင် DGB တပ်ဖွဲ့များပူးပေါင်းပါဝင်တယ်လို့အဆိုပါ KNL တရင်ရင်းမြစ်ကဆိုပါတယ် စစ်ကောင်စီဖူပေါင်းအဖွဲ့ကရှစ်တိုးနိုင်ဖို့စစ်ကြောင်းထုတ်မဲ့လေကြောင်းအားလက်နက်ကြီးပြက်ခတ်မှုရုံးများဖြင့်ပုံကျဲမှုများပါလမ်းကြောင်းရှင်းလုဆောင်နေသည်ဟုသတင်းရရှိပါရသည်။ဒါပြင်စစ်ကောင်စီဘက်မှဆုံရှုံလိုက်ရသည့်တပ်စခန်းနေရာများကိုပြန်ရယူရန်စူးစမ်းမှုကြောင့် KNU မူတော်ခရိုင်အတွင်သို့စစ်ကောင်စီမှ Jet Fighter နှင့် Drone များဖြင့်အရသာပြည်သူနေထိုင်ရာခြေရွာများပါတာရင်သာသနာရေးအဆောက်အဦများအောင်ပြစ်မှတ်ထားတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိနေသည်ဟုသတင်းရင်းမြစ်ထံမှသိရပါသည် ညာတိုင်းလိုလိုပဲကမာမောင်းကနေအပေါ်ဘက်လက်နက်ကြီးပစ်ခတ်တယ်ဝါရုကနေလည်းပစ်ခတ်တယ်ဒီမနက်အောက်တိုဘာ20ရက်နေ့ကလည်း60မမနဲ့လည်းပစ်ခတ်တယ် VGS တို့အကူနဲ့ကတိုင်တိဘက်ဆက်တက်နေတယ်လို့မေမီကန်စစ်ရေးသတင်းရင်းမြစ်တအုံမှပြောပါရတယ် အော်တိုဘာလာတရက်နေ့မှ15ရက်နေ့အထိ KNU မူတော်ခရိုင်အတွင်းတွင်စစ်ကောင်စီပူးပေါင်းတပ်များနှင့် KNL ပူးပေါင်းတပ်တို့အကြားထိတွေ့တိုက်ပွဲ52ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူးပေါင်းအဖွဲ့မှတရင်မူတော်ဦးအပါဝင်14ဦးသေဆုံးက28ဦးဒဏ်ရာရရှိခဲ့တယ်လို့အော်တိုဘာလာ16ရက်နေ့စွဲဖြင့် KNU မူတော်ခရိုင်မှထုတ်ပြန်ထားပါတယ်အော်တိုဘလာတရက်နေ့မှ15ရက်နေ့အထိစစ်ကောင်စီမှဒရုန်းဖြင့်6ကြိမ်ဖုံးကြိမ်၊ဂျက်ဖိုက်တာဖြင့်9ကြိမ်ဖုံးကြိမ်၊120မမဖြင့်2ကြိမ်ဖြစ်ခတ်ခဲ့ပြီးအယက်သား2ဦးသေ၊3ဦးထဏ်ရာရသည့်အပြင် ဘာသာရေးအဆောက်အဦနဲ့လူနေအိမ်များလည်းထိခိုက်ပျက်စီးမှုများရှိပါတယ်။ဆက်လက်ပြီးနှထိုးကြီးမြို့တွေစစ်ကောင်စီတပ်ဝင်လာလို့မြို့ကန်တွေတင်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းနှထိုးကြီးမြို့ပေါ်ကိုစစ်ကောင်စီတပ်ဝင်ရောက်လာတာကြောင့်မြို့ကန်တွေတင်းရှောင်နေရတာတွေရှိနေတယ်လို့မြို့ကန်အချို့စီကနေသိရပါတယ်။အော်တိုဘာလ18ရက်မနက်ပိုင်း9နာရီခန့်ကစတင်ပြီးအင်အားရာခိုင်နှုန်းရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာနှထိုးကြီးမြို့တွေဝင်ရောက်လာတာလို့သိရပါတယ် တဆက်ထင်းမှာပဲစက်တက်လေးဒီနဲ့ပုံကျစ်လို့မြို့ပေါ်ရှိအမှတ်6ရပ်ကွက်မှာ6ဦးထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကံကပြောပါတယ်။မြို့ရဲကိုစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူတီတာယူမွန်ရဲ့ဖြူစော်တီအဖွဲ့လည်းပါဝင်လာပြီးနေအိမ်တွေဖောက်ယူတာတွေလည်းရှိနေတယ်လို့သိရပါတယ်။မြို့ပေါ်မှာမရှောင်နိုင်ပဲပိတ်မိနေသူလည်းရှိတယ်လို့မြို့ကံကပြောပါတယ်။ကျမကအောက်တိုဘာ15ရက်မနက်အစောကထွက်လာလို့လွတ်လာတာအိမ်မှာအဆောင်အဖေကကြံခဲ့တော့ပြန်ခေါ်ဖို့ဝင်မရတော့ဘူးလို့နှထိုးကြီးမြို့ကံအမျိုးသမီးတအူးအခြေအနေကိုပြောပါတယ်။ မြို့ကိုစစ်ကောင်စီတပ်ကစီးထားပြီးမဲ့တိုက်ပွဲဖြစ်တာတော့မရှိဘူးလို့သိရပါဗျ။စစ်ကောင်စီတပ်စစ်ကြောင်းဟာအခုနှစ်လပိုင်းကစတင်ပြီးမြင်းချမ်း၊နှထိုးကြီး၊တောင်သာ၊ငန်းစွန်စတဲ့ဒေသတွေကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။မြေပြင်ကခြေလျင်တပ်စစ်ကြောင်းထိုးနိုင်ဖို့အတွက်ဘုံကျဲတာ၊လက်နက်ကြီးပစ်ကူတာအပြင်စစ်တပ်လေတီတွေကိုပါတုံးပြီးတိုက်ခိုက်တာရှိပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။